ဒီကတော့ဗာရှင်းပြပေးမယ်ဆိုတော့ဒီမှာเนาะသူ့ model number ဖတ်ကြည့်လိုက်ရအောင်เนาะ Sony 32 BH 320ပေါ့เนาะ February 2012เนาะ2015ဘက်ဆိုတော့ဒါ32လက်မပေါ့ဗျာเนาะသူ့ရဲ့ model က BH 320เนาะဆိုတော့သူက220เนาะ original 220 140 240ပို့เนาะ140ပို့ကနေပြီးတော့240ပို့အပြင်မှာသူအလွတ်လွတ်နိုင်တယ်เนาะ50 60 Hz ဟုတ်ပြီ အဲ့တော့ဒါသူ့ရဲ့ model နံပါတ်ပေါ့ဗျာနော်သူ့ရဲ့ပြချက်ကဘာပြချက်လဲဆိုတော့ no power ပြချက်နော် no power ပြချက်ကိုကျွန်တော်ပြုပြင်ပေးလိုက်တဲ့အပိုင်းပေါ့နော်ဘယ်လိုပြုပြင်ပေးလိုက်ရလဲဆိုတော့ပဲကျွန်တော်ဟိုနယ်ရှင်းပြပေးမယ်ပေါ့နော်ဒီဗီဒီယိုမှာတော့နော်ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့နော်ကျွန်တော်တို့အဓိကကဘယ်လိုပြုပြင်ပေးလိုက်တဲ့ဘယ်အပိုင်းကပြက်လို့ရှင်ဘယ်လိုစစ်စစ်ပြုပြင်ရမယ်ဆိုတော့ပဲကျွန်တော်ကသိစေချင်တာပေါ့နော်အဲ့တော့နော်သူက ကျွန်တော် DTP တွေမှာသူ့ရဲ့ power supply အလုပ်လုပ်ပုံကိုကျွန်တော်အကြမ်းင်းလေးရှင်းပြပေးမယ်နော်အကြမ်းင်းလေးဒါ LCD ဒီတန်ဖိုးအောက်မှာနော်ဒီမှာ black ချုပ်ကပ်ရှင်နော် black inverter ကပ်ရှင်ဒါကဒါဒါကျွန်တော် power supply ကနေပြီးတော့ကျွန်တော်ပါလဲဒီကိုသွားမှာနော် black socket ကိုသွားမှာနော်ဒီ choose socket ကနော်အဲ့တော့ကျွန်တော်တို့ကဒီမှာအဲတစ်ချက်ကြည့်လိုက်မယ်နော်ဒီမှာတစ်ချက်ကြည့်လိုက်မယ်ဒါက black ပိုင်းသွားမှာနော်ဒီမှာ black on board တွေရှိမယ်နော် black error ပိုင်းရှိမယ် ်เนาะဒီမှာ black on board ရှိမယ်เนาะပြီးတော့ဒီမှာ denmark ဆိုတာရှိမယ်เนาะပြီးတော့ဒီမှာ aden လို့ပါလို့ပါမယ်เนาะပြီးတော့ဒီမှာဒီဘက်မှာကျတော့ဒီဘက်မှာလာရေးရเนาะသူကဘာရေးရလဲဆိုတော့ခဏလေးเนาะဘာရေးရလဲဆိုတော့ तू ကဟိုနေမော်ဗျာเนาะ ground ရယ်เนาะဒီ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 အပင်တွေက ground เนาะဒီမှာမှာ ground ဒါဒီကောင်တွေကဒါ24ဖို့နော်ဒီကောင်တွေက24ဖို့နော်ကောင်တွေ24ဖို့ဒီဘက်ကငုတ်တွေက24ဖို့ပေါ့ဗျာနော်ဒီမှာဒီမှာသူစီးလေးတားပြတာနော်ဒီမှာဒီမှာသူစီးလေးတားပြတာနော်ဒါဒါဒါရက်24ဖို့လမ်းကြောင်းတယ်နော်ဒါကတော့အပြင်ဒီမှာဘလိုက် on နော်အဲအဲ့တော့သူကသူ့ power supply အလုံးလုံးပုံတစ်ချက်ရှင်းပြမယ်နော်ဟောဘွားနော်သူ့ power supply အလုံးလုံးပုံတစ်ချက်ရှင်းပြပြီဆိုတော့ နော်ဒီဆွက်ကတ်မှာသူကဘာတွေပါမလဲဆိုတော့နော်တီကွန်းတီကွန်းအတွက်အတွက်ဟိုနဲ့ MP တီကွန်းအတွက်တွေသူကတွဲဖို့တွေပါမယ်နော်တွဲဖို့ supply တွေပါမယ်နော် audio ဖို့ audio အတွက်သူက data MP အတွက်ပေါ့ဗျာနော် MP အတွက်တွဲဖို့တွေပါမယ်သူက audio အတွက်တွဲဖို့ line ရတက်တက်နော်တွဲဖို့တွေပါမယ်နော်ဒါ AU နော်သူကအဲ့လိုမျိုးနော်ဒီဒီဒီမှာကြည့်လိုက်နော်ဒီမှာနော်ဒီမှာတော့ ေယူတွဲဖို့လို့เนาะအဲဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာเนาะအဒီကောင်ကကျွန်တော်တို့ဒီမှာဟိုနဲ့တွဲဖို့เนาะ MB ကိုသွားမဲ့တွဲဖို့เนาะပြီးရင်ဒီမှာကရာเนาะအဲအဲ့အဲ့ဒါမျိုးသူကအဲ့လိုပြင်နေပလာเนาะကျွန်တော်တို့ဟိုအစုံပါဆိုကြည့်လိုက်ဒါဒါဆိုတီကွန်း BCC တွေ့လားအဲဒီမှာတီကွန်း on တီကွန်း BCC เนาะဟာဒါ ACD standby အဲเนาะเนาะပြီးတော့ဒီကောင်ကဒင်မှာအာပြီးရင်သူကဆိုဘလိုက် error ပြင်เนาะပြီးရင်သူကဒီမှာ နော် AIG တွဲဖို့ဆိုတာအဲအဲ तू က तू ကအဲ့လိုတွဲဖို့ line ကို तू ကပန်နာတွက်လက်တသက်ထုတ်တယ်နော်ပန်နာတွက်လက်တွဲဖို့ line တသက်ထုတ်တယ်အဲဒီ cuts လေးတစ်လုံးနဲ့ဒီ capacity တစ်လုံးနဲ့နော် audio အတွက်တွဲဖို့လည်းတသက်တစ် line ထုတ်တယ်ဒီ capacity တွေနဲ့နော်နော် amp အတွက်လည်း तू ကတွဲဖို့တွေထုတ်တယ်နော် तू ကအဲအဲ့ဒါမျိုးထုတ်တာပေါ့ရနော်အဲအဲ့တော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှင်ဒီမှာတွဲဖို့တွေပါမယ်အဲဒီမှာ star man 3 band 3ဆိုတော့ဒီအစွန်ပဲเนาะ star man 3 band 3เนาะ star man 3 band 3စွန်ပဲအဲ့တော့ ဒီ power supply မှာကတော့ကျွန်တော်ခုနပြောလို့ဒါကတော့ပြင်ပြီးပြီပေါ့နော်အဲ့တော့ဘယ်အပိုင်းဖြစ်လဲဆိုတော့ no power ဆိုတာနဲ့ကျွန်တော်တို့ကဘာအရင်စစ်ရမယ်ပြီတော့ start mine ဖို့ဆိုတာစစ်ရတော့နော် start mine ဖို့ဆိုတာမှာ STB STB ဒါသူက3.3ပေါ့ဗျာเนาะ STB 3.3လို့ပါတယ်အဲဒီဘက်ဒီမှာအာတီကွန်းအတွက်တွဲဖို့လို့ပါတော့ပေါ့ဗျာထားတော့เนาะတီကွန်း on လို့เนาะအဲဟုတ်ပြီเนาะတီကွန်း on လို့သူကလာမှာလေး back light on လို့เนาะ back light on လို့တီကွန်း on လို့သူကတီကွန်းကိုလည်းသူကတခါတည်း on ပဲတီကွန်းအတွက်ဟိုပန်ဒတီကွန်းအတွက် BCC တွဲဖို့ on ဖို့တော့သူက on ဖို့တတ်တတ်ထားတယ်เนาะသူစကက်ပလန်နေမှာအဲအဲ့တော့ကျွန်တော်ကဒီကောင်အကြမ်းမရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ဒီ power supply no power error တွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့ star my power supply 3.3 volt အရင်ဆက်ကြတယ်เนาะ3.3 volt အရင်ဆက်ကြတယ်เนาะအဲ3.3 volt ဘယ်ကထုတ်လဲဆိုတော့ကျွန်တော်တို့ဒီမှာเนาะအဲဒီ DDIC လေးကเนาะ bias power ပေါ့ခေါ်တာပေါ့ဗျာเนาะ bias power ထုတ်ပေးတယ်3.3 volt ထုတ်ပေးတယ်เนาะ5ဘတ်ထုတ်ပေးတယ်ကျွန်တော်เนาะအဲအဲ့လိုအဲ့လို IC လေးထုတ်ပေးရနော်ဟော supply ကသူကเนาะဘလို့အလုပ်လုပ်လာလဲဆိုတော့ကျွန်တော်တို့ဒီမှာเนาะခုနပြောတဲ့အတိုင်းပါဖြစ်လဲသူကဒီအရင်ဦးဆုံးကဘာထွက်မှာဆိုတော့3ဘတ်3ဘတ်တစ်ခုပဲထွက်မှာเนาะအဲ့3ဘတ်3ဘတ်ကနေပြီးတော့သူကဘာဖြစ်လဲဆိုတော့เนาะ main book ကို main book ကိုအရင်သွားမှာเนาะ star mine book တစ်ခုပဲအရင်ထွက်မှာเนาะ star mine book ပဲအရင်ထွက်မှာဒီ black အတွက်24ဘတ်တွေမထွက်ဘူးကျန်တဲ့12ဘတ်တွေမထွက်ဘူးเนาะ န်နတီကွန်အတွက်တွဲဖို့တွေထွက်မှာမဟုတ်ဘူး။အော်ဒီယိုအတွက်တွဲဖို့တွေထွက်မှာမဟုတ်ဘူး။နော် MB ကျွန်တော်တို့ CPU ဘိုင်းကိုသွားမယ်ဟိုနော်ဟိုတွဲဖို့နော် regulate circuit ဘိုင်းအတွက်ဘိုးတွေထွက်မှာမဟုတ်ဘူး။နော်အဲအဲ့တော့ကျွန်တော်ကဒီရဆထွက်တော်ကျင်ပါထွက်မယ်စတမိုင်ဘိုးနော်3 by 3ဘိုးပဲထွက်မှာနော်အဲ5ဘိုးလည်းရှိတယ်လေနော် TV တွေဒီမှာ power standby ဘိုးอ่ะเนาะ3.3ဘိုးရှိမှာ5ဘိုးရှိမှာဒါပေမဲ့ဒီ model မှာတော့3.3ဘိုးပဲเนาะဒီမှာလည်းရေးထားတယ်ဆိုကြအချိန်မှာလည်း အဲအဲ့တော့ तू ကဒီ3 by 3ဘိုးကစထွက်တဲ့3 by 3ဘိုးကဘယ်ကိုရောက်မလဲဆိုတော့ तू ကဒီ MB ကိုရောက်မှာ MB ကိုအရင်ဆုံးရောက်မှာเนาะ3 by 3ဘိုးကအရင်ဆုံးရောက်မှာဒီ standby power supply ဘိုင်းကောင်းတယ်ဆိုလို့ရှိရင်အဲအဲ့တော့မှ तू ကဘာဖြစ်လဲဆိုတော့ဒီ3 by 3ဘိုးကနေပြီးတော့เนาะဒီ3 by 3ဘိုးကနေပြီးတော့ MB ကိုရောက်တဲ့ခါမှာ MB ရဲ့เนาะဒီ main processor unit ကနေပြီးတော့နော် stand by ဘိုးသူစီရောက်လာတာကိုအာယုံခံပြီးတော့ तू က main board ကကောင်းနေတယ်ဆိုလို့ရှိရင် तू ကဒီဘိုးဘာဖြစ်လဲ power on အမိန်ပေးတခါ ပြန်ပို့တယ်เนาะအဲအားအကြောင်းပေါ်ဒီမှာကျိုးပင်နေရာမှာအများကြီးဒါ main book ကိုပထမဦးဆုံး standby ပို့ကပထမဦးဆုံးက main book ကိုသွားတယ် main book ကနေပြန်လာတယ် power on ပို့ဆိုပြီးပြန်လာတယ်เนาะ power on ပို့ဆိုပြီးပြန်လာတယ်เนาะအဲ့တော့ power on ပို့ဆိုပြီးပြန်လာပြီဆိုတာ ਨੇ ကျွန်တော်တို့ဒီမှာပါလဲ act standby နဲ့เนาะ av အော်ဒီမှာမှာ power on เนาะဒီမှာ power on လို့ရေးတာနော်အဲအဲ့ဒါလေးတွေကတော့ဒီလို model တွေမှာကျတော့ဒီမှာရေးတာရယ်နော် power on အဲအဲ့ဒီ ngoc ကိုပြန်လာတယ် အင်္ဂုတ်ကိုပြန်လာတော့မှအင်္ဂုတ်ကနေပြီးတော့ကျွန်တော်ပါဝါအွန်အမိန်ပေး MB ကနေပြီးတော့ပြန်လာပြီဆိုတော့မှသူကဘာဖြစ်လဲဒီကပြောမယ်ဆိုရင်စတမိုင်ဆိုတာအစင်သင်းစောင့်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဗျာเนาะအစင်သင်းစောင့်နေတယ်เนาะဘာလုပ်ဖို့အစင်သင်းစောင့်နေလဲဆိုတော့ဒီ power supply နှိုးဖို့အစင်သင်းစောင့်နေတယ်เนาะအားအကြောင်းလို့သူကစတမိုင်ပို့လို့ကျွန်တော်တို့မြန်မာလိုရိုးရှင်းစွာဟိုအဓိပ္ပာယ်ကောက်ယူလို့ရမယ်เนาะအဲအဲ့တော့သူကစတမိုင်ပို့ကเนาะ ဒီ main book ကရောက်တယ် main book ကရောက်ပြီဆိုတော့ main book က main processor unit main book ပိုင်းကောင်းနေပြီဆိုတော့ main book ကဘာအချက်လက်နှမ်းဖို့လဲဆိုတော့ဒီကို power supply ကိုပြန်လာတယ် power on board ဆိုပြီးတော့เนาะအဲ power on signal ပြန်လာတယ်အဲအဲ့မှာလည်းသူက power supply ညာဘာဖြစ်လဲကျွန်တော်တို့เนาะဒီ affinity တွေကိုမောင်းဖို့အတွက်เนาะအဲကျွန်တော်တို့ oscillation ဖို့ဖို့ပေါ့ဗျာเนาะ oscillation oscillator IC လေးကိုသူကဘာဖြစ်လဲပြန်လာတယ်ပေါ့ဗျာเนาะ oscillator IC လေးကိုသူက เนาะဒီဒီမှာရှိမယ်เนาะဒီမှာဒီမှာအဲ IC ကနေပြီးတော့သူကဘာဖြစ်လဲဆိုတော့เนาะဆိုတော့ကျွန်တော်တို့ဒီဟွန်နင်းတွေကိုเนาะဒီ FD တွေကိုကျွန်တော်တို့ဂိတ်ဖို့တွေเนาะ FD တွေကိုကျွန်တော်တို့ဂိတ်ဖို့တွေပေးမယ်เนาะ FD တွေကိုဘာလုပ်မလဲကျွန်တော်တို့ဂိတ်ဖို့တွေပေးမယ်အဲ့တော့မှအဲ့တော့မှဘာဖြစ်လဲဆိုတော့เนาะအဲကျွန်တော်တို့ဟွန်နင်းဖြစ်မယ်เนาะဒီမှာအဲ့တော့မှ power on signal ပြန်ရောက်တော့မှကျွန်တော်တို့ဒီ FD တွေ ဒါဒီ FTD တွေကနိုးမယ်ပေါ့ဗျာနော်ဒီ FTD တွေကနိုးမယ်အဲအဲ့တော့ FTD တွေနိုးတော့မှသူကဘာဖြစ်လဲဟိုဒီမှာ audio အတွက်တွဲဖို့တွေထွက်မယ်အဲဒီဒါဒါကဒူရဲ့တိုင်ဟုတ်တွေနော်ဒီမှာ FTD တွေနဲ့ဘာဖြစ်လဲပုံစံအတူပဲနော်ပုံစံတူတယ်ဒါပေမဲ့ဘာဖြစ်လဲအဲသူတို့ကဒူရဲ့တိုင်ဟုတ်တွေဒီမှာနော် circuit အခြေမှလည်းဒီမှာတိုင်ဟုတ်တင်ဂေတာလေးပြရမယ် location မှလည်း D နဲ့စတာမယ်နော်အဲအဲ့ဒါဆိုတိုင်ဟုတ်တွေကျွန်တော်တို့ဒီ FTD တွေကြတော့ဒီ location တွေမှာကြတော့ကျူနဲ့စတာနော် FTD တွေဆိုလို့ရှိရင်နော်အဲကျူနဲ့စတာ အဲအဲ့တော့ကျွန်တော်ဒီနော်ဒီ FD ကဒီကွန်ပျူတာကွန်တုတ်ကို မောင်းမယ်နော်အဲဒီ FD ကကျွန်တော်တို့ဒီကွန်ပျူတာကွန်တုတ်ကိုမောင်းမယ်အဲသူကနော်အဲ့လိုနှစ်ဆင့်မောင်းတာအဲ့လိုနှစ်ဆင့်မောင်းလိုက်တဲ့အခါကျမှသူကဘာဖြစ်လဲဆိုတော့နော်ဒီမှာဒီဒီဒိုင်းအုပ်တစ်လုံးကကျွန်တော်တို့ဒီဘက်ဒီဘက်အတွက်ကျွန်တော်တွဲဖို့တွေထုတ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဒိုင်းအုပ်တစ်လုံးကကျွန်တော်ဘလိုက်ပိုင်းအတွက်ကျွန်တော်တို့24ဖို့တွေထုတ်မယ်ဒိုင်းအုပ်နော်အဲဒါဆိုဘလိုက်ပိုင်းအတွက်သွားမယ် အဲကျွန်တော်တို့ဒီမှာ cap capacitor ရှိမယ်เนาะနောက်ဒီဘက်ကိုလာမယ်တွဲဖို့ line အတွက် ထုတ်မယ်ကျွန်တော်တို့ diagram ကနေထွက်လာမယ် capacitor တွေရှိเนาะအဲဒါဒါကတော့ထုံးစံတိုင်းပဲเนาะဒီ primary ဘက်ချမ်းကိုမောင်းလိုက်တာနဲ့ secondary ဘက်ကနေပြီးတော့သူတို့တတ်မှတ်ထားတဲ့ဘိုးတွေကကျွန်တော်တို့ထွက်မယ်ပေါ့เนาะ black အတွက်ပါမယ်ကျွန်တော်တို့ဒီเนาะကျွန်တော်တို့ဒီ mb အတွက်ပါမယ်เนาะအဲအဲ့ဒါမျိုးထုတ်ယူเนาะအဲ့ဒါမျိုးထုတ်ယူအဲ့တော့မှဘာဖြစ်လဲ power supply က no ပြီးတယ်ဆိုတော့ နိုးပြီးတယ်ဆိုရင်ကျွန်တော်ပါပြလဲဒီတက်မှတ်တဲ့ဘိုးတွေကထွက်လာမှာเนาะဒီအပိုင်းတွေကောင်းတယ်ဆိုလို့ရင်เนาะအခုဒီ circuit မှာတော့အဲ stand by ဘိုး power supply အပိုင်း3ဘန်3ဘိုးပိုင်းကြောက်နေတဲ့အတွက်ကြောင့်မလို့အဲ့အပိုင်းကိုဘယ်လိုလိုက်ပြီးတော့ဖြည့်ရှင်းလဲဆိုတော့ကျွန်တော်ဆက်ပြီးရှင်းပြပေးမယ်เนาะသူကเนาะ IC number က MIP2H2 ပေါ့ဗျာเนาะ MIP2H2 เนาะအဲသူကเนาะချင်းငုတ် ဟိုခုနပြင်းနဲ့နော်ဒီကောင်ကတွဲနော်ဒီကောင်ကတွဲဘင်းကောနော်အဲထားတော့နော်အဲအဲ့တော့ဒီ IC လေးနဲ့ဒီကွန်ပျူတာကွန်တိုလေးကိုဒါ data starman ကွန်ပျူတာလို့ခေါ်တယ်အဲဒီမှာကွန်ပျူတာတွေရဒီမှာထုတ်ပါမယ်ဒီမှာတထုတ်ပါမယ်ဒီမှာတထုတ်ပါမယ်နော်အဲအဲ့လိုပါတယ်နော်သူကဘာဖြစ်လဲနော်ဒီကောင်က starman ကွန်ပျူတာ circuit နော် starman ကွန်ပျူတာ circuit ကိုသူကအာယုံခံမှာဒီမှာ PC အာ PC ဆိုလို့ရှိရင်ဒီမှာဘယ်နှလုံးပါလဲဆိုတော့တစ်လုံးနှလုံးသုံးလုံးမှ၄လုံးပါတယ်။ဟော၄လုံးပါတယ်။ तू ကအကုံအာယုံခံတာနော်။အကုံအာယုံခံတာကျွန်တော် audio ဘိုင်းပစ်ချက်တွေရှင်းရင်လည်း तू ကအော်လည်းကျွန်တော်တို့နော်ကျွန်တော်တို့ error မီးပြမယ်နော်မီးပင်ချက်ခုံမယ်။အဲအဲ့ဒါမျိုးအချက်ရင်နေပေါ့နော်ခုံပြမယ်။ဘလိုက်ပိုင်းအတွက်ဆိုလို့ရင်အဲ तू က PC တစ်လုံးပါမယ်နော် PC တစ်လုံးနဲ့အာယုံခံပိုင်းခံပေးတာ။နော်အာပန်နဲ့ဒီကုံးပိုင်းပြတ်တယ်ဆိုလို့ရှိရင်လည်း तू ကအဲအဲ့ဒါမျိုးနော် ဟုတ်ပြီနော်ဒီ power supply mic ဆိုလို့ရှိရင်တော့ဒီ PC ကအာရုံခံတာပါဗျာနော်အာရုံခံပြီးတော့သူကအဲ့ဒါအာ stand by ပြီးခတ်ပြနော်အချက်ရင်းနဲ့နော်အဲအဲ့ဒါမျိုးနော် black ဘိုင်း error ဖြစ်ရင်လည်းကျွန်တော်တို့ black session ကိုအာရုံခံပြီးတော့သူကအဲ stand by ပြီးခတ်ပြမယ် power ဟို power မအောင်ဘူးပေါ့ဗျာနော် stand by ပြီးခတ်ပြတယ် power မအောင်တော့နော်အဲအဲ့လို error အမျိုးမျိုးနဲ့လာတယ်အဲဒီ error ကြတော့ဒီ TV မှာကြတော့ဒီ circuit မှာကြတော့ကျွန်တော်ဘာ error လဲဆိုတော့လုံးဝဘာမိမအောင်မလင်းတော့အလို့ပါဘူး အဲ့တော့ကျွန်တော်ကဆက်စစ်ကမှာကဒီ vice power supply เนาะ3.3 volt တို့မဟုတ်5 volt ထုတ်တဲ့အပိုင်းကိုစစ်ကြတော့မှာเนาะဒီ stand by ပေါ့ဗျာ stand by ပို့ပျောက်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်အိုက်ကောင်တိုင်းကြည့်လိုက်တော့เนาะသူကเนาะ3.3 volt ကမထွက်ဘူးเนาะ3.3 volt မထွက်ဘူးမထွက်တော့မထွက်တော့ကျွန်တော်ကပရမာဆုံးဒီ IC ကိုပရမာဆုံးတန်တရာဝင်တယ်เนาะအဲဘာလို့လဲဆိုတော့ဒီ IC ရဲ့အောက်ခြေမှာလည်းမှာကြည့် circuit မှာတော့မျိုးမဲနေဟော IC မှာတစ်ခုခုဖြစ်လာ အဲအဲ့တော့ကျွန်တော် IC ကိုဖြုတ်တယ်ပေါ့ဗျာเนาะ IC ကိုဖြုတ်တယ် IC ကိုဖြုတ်ပြီးတော့เนาะ IC ကိုဖြုတ်ပြီးတော့ကျွန်တော်ဒီမှာ515เนาะ CA 515လေးနဲ့ကျွန်တော် CA 515လေးနဲ့ကျွန်တော်ဟိုဒါပြောမှဆိုရင်เนาะအမြန်နီးပေါ့ဗျာเนาะ CA 515နဲ့ကျွန်တော်မှာကျိုး၅ပြန်เนาะ CA 515 vice power module လေးနဲ့ကျွန်တော်အစားထိုးအစားထိုးကြည့်เนาะအစားထိုးကြည့်အစားထိုးကြည့်တော့လေသူကအဆင်မပြေဘူးဗျာ နော်အစားထိုးကြည့်တော့အဆင်မပြေဘူး။အာအဲ့တော့အာဒီ IC ကမဟုတ်ပဲနဲ့နော်ဒီ power ဒီပြောမယ်ဆိုရင်ဒီနားကပံ့ပိုးပစ္စည်းတွေမှာကျွန်တော်တို့ primary batch ကပံ့ပိုးပစ္စည်းကိုအရင်ရှာရလေ။ secondary ဘိုင်းမှာကဘာမှသိမ့်မရှိဘူး။ဒီတိုင်အောက်ကနေပဲထွက်မှာသတိပန်သတိပိုးပေါ့နော်။ဒီဒီတိုင်အောက်ကနေပဲထွက်မှာပြင်ဒီဒီ caps တဲ့ကိုဝင်မှာဒီ capacitor တွေဝင်မှာနော်။အဲအဲ့တော့လေကျွန်တော်တို့ကဘာဖြစ်လဲ။ဟိုတိုင်းလို့မရဘူးလားဆိုတော့အဲ့တော့လေကျွန်တော်တိုင်းကျင်တိုင်းလို့ရမယ်လေ။ဟုတ်လား။ဒီ IC က နော်ဒီဒိုင်အုပ်က secondary ဘတ်ချမ်းကနေ3 by 3ကိုထွက်တယ်ဆိုတော့ကျွန်တော်ကတော့ buzzer scale မှာထားလိုက်မယ်။နော် buzzer scale မှာထားပြီးတော့နော်ဒီမှာနော်ဒီမှာ buzzer scale မှာထားလိုက်မယ်။ထားပြီးတော့ကျွန်တော်ဒီအစွန်ဘင်က3 by 3ကိုထွက်တော့ကိုအစွန်ဘင်ကိုထောက်ထားလိုက်မယ်။နော်ထောက်ထားလိုက်ပြီးတော့ဒီဒိုင်အုပ်ဒီ camera control ရဲ့ secondary ရနေဒီဒိုင်အုပ်ရဲ့ cut out ဘက်ကိုကျွန်တော်နော်ထောက်ကြည့်လိုက်ပြီပါနော်။အဲဒါဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါ3 by 3ကိုထောက်တာ secondary ရဒါဆို standby power supply ဆိုတော့ကျွန်တော်သိသွားပြီ။နော်အဲသိသွားပြီဆိုတော့ အဲ့တော့ကျွန်တော်ကနော်ဒီ IC ကိုလည်းဖြုတ်ပြီးတော့အစားထိုးကြည့်ရလဲမရတော့ကျွန်တော်အဒီ IC ရဲ့ကျွန်တော် BCC ကိုကျွန်တော်စစ်ကြည့်လိုက်တယ် BCC ကျတော့သူကဒီဘက်ကဝယ်တယ်လေဒီမှာဒီမှာဒီမှာဒီဘက်မှာမာပရိုင်မီချမ်းမှာ၄ခုတွေ့ရနော်၄ခုမှာသူကဘာဖြစ်လဲဒီကနေတော့မတိုင်အောင်လေးနဲ့ BCC ပေးတာမတိုင်အောင်လေးနဲ့ BCC ပေးတာအဲ့တိုင်အောင်ရဲ့ကတ်တော့ကထွက်လာတာနဲ့သူကဘာဖြစ်လဲဒီမှာ BCC ရောက်သွားတယ်အဲ့တော့ star my power supply ကသူကသူကဒီလိုပဲဗျာဟိုဝယ်တဲ့เนาะကျွန်တော်ပြီးခဲ့တဲ့ Nikogi TV မှာကျွန်တော်တို့ရှင်းပြထားသလိုပဲเนา ူ့ဝယ်ရင်လေးကသူ့ဝယ်ရင်ကဒီလိုလာတာဗျာเนาะအဲဒီမှာတကွိုင်းဒီမှာဝယ်ရင်တစ်ခုရှိမယ်ဒါဒါ main ဝယ်ရင်ပေါ့ဗျာအာဒါ second ဝယ်ရင်ပေါ့ဗျာသူ့เนาะ power supply အတွက်เนาะဒီ IC ရဲ့ BCC ကိုပေးဖို့အတွက်เนาะဒီ IC ရဲ့ BCC ကိုပေးဖို့အတွက်အဲအဲ့တော့မှသူကဘာဖြစ်လဲဆိုတော့เนาะ ICC IC ရဲ့ဒီဟိုနေ့က data အကျန်းဆွဲပြတာเนาะ data data capacitor အနှုတ်ပေါ့ဗျာဒါ capacitor အပေါင်းပေါ့ဗျာဒါ capacitor အပေါင်းပေါ့ဗျာเนาะအဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာ ပါလာမယ်ဆိုတော့ထုံးစံတိုင်းသူကဒိုင်ယိုလေးနဲ့လာမယ်။ဟောဒါဒိုင်ယိုရဲ့ကတ်တော့ပေါ့ဗျ။ဟောဒါစကန်လေးပဲ။ဒီဘက်က main က main ဝယ်တင်ကသူကကျွန်တော်တို့ပါဖြစ်လဲ။အဲ main ဝယ်တင်ကဒီပိုးတစ်ခုကကျွန်တော်တို့ပါဖြစ်လဲ။ဒီပိုးကကျွန်တော်တို့ဒီခွန်နဲ့ချိတ်ဆက်ထားမယ်။ IC ရဲ့ဒွိုင်းပင်နဲ့ချိတ်ဆက်ထားမယ်ပေါ့ဗျာ။ဟောဒီမှာ IC ။ဟောကျွန်တော်တို့ဒီဟော MIB2H2 နော် MIB2H2 IC ပေါ့ဗျာ။ဟောအဲ IC ရဲ့ဒွိုင်းကုန်းနဲ့ထားတော့နော်ဒီမှာဒွိုင်းကုန်းနဲ့ MIP2H2 နော် 2H2IC လေးနဲ့သူကဘာဖြစ်လဲ drain gauge ကိုချိန်ဆက်ထားမယ်နော်နောက်ကျွန်တော်တို့တစ်ခုကနောက်ဝယ်တဲ့တစ်ခုကသူကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဟိုနည်းနဲ့ချိန်ဆက်ထားမယ်လေနော် capacitor main filter capacitor ကြီးရဲ့ main filter capacitor ကြီးရဲ့ကျွန်တော်တို့နော်နောက်ဒီမှာကျွန်တော် circuit ကိုလှန်ပြလိုက်မယ်နော်ตัวบาแล้วสรุปเนาะဒီမှာ main filter capacitor ကြီးရဲ့เนาะ ဒါဒါ IC IC ပေါ့ဗျာနော် MIP 2H2 IC ရဲ့ဒါ drain code ပေါ့နော် drain code ကเนาะ drain code ရဲ့ plan ဒီကနေလာပြီးတော့ဒီ wiring ကိုဝင်တယ်ဒီမှာ wiring တင်ကြတာလေးပြတာအဲဒီမှာ wiring တခုဒါ main wiring เนาะအဲဒီဘက် wiring เนาะဒီကောင်ကဘာဖြစ်လဲ IC ရဲ့เนาะ wiring တစားကိုမောင်းတယ်เนาะနောက်တစားကเนาะ wiring ရဲ့အဆုံးစားကိုသူကဘာလဲဒီမှာကျွန်တော်တို့เนาะ resistor တစ်လုံးနဲ့ကျွန်တော်တို့ဘာဖြစ်လဲ capacitor ရဲ့ မေဖစ်တာကပစီတာရဲ့အပေါင်းဘက်နဲ့ချိတ်ဆက်ထားတယ်နော်ဒီမှာအပေါင်းတင်ကြတာအပေါင်းဘက်နဲ့ချိတ်ဆက်ထားတယ်ဒီပလန်းပေါ့ဗျာနော်အဲ့တော့နော်ပြီးတယ်ဆိုတော့ तू ကဒီမှာ second wedding second wedding က तू ကဘာလဲဆိုတော့နော် second wedding က तू ကဘာဖြစ်လဲဒီရဲ့ DD ကနော်ဒီရဲ့တစားကကျွန်တော်တို့ဒီနော် BCC ဒီ IC ရဲ့ BCC ပေါ့ဗျာဒီ IC ရဲ့ BCC ငို့ကို तू ကဘာဖြစ်လဲဟိုနယ်ပေးမှပေးမယ်ကပစီတာမှာနော် तू ကဘာဖြစ်လဲ ground ချတာတယ်တငုတ် အဲဒီဘက်အဆုံးတငုတ်ကကျတော့သူကဘာတရက်လာလဲဆိုတော့ဒီမှာ resistor လေးတစ်လုံးခံတယ်ဒီမှာ diode တစ်လုံးခံတယ်အဲ diode တစ်လုံးခံပြီးတော့မှသူကဘယ်ဝင်လဲအဲကျွန်တော် diode တစ်လုံးခံပြီးတော့သူကဘယ်ဝင်လဲဒီ capacitor DC capacitor လေးအပေါင်းပေါက်ဝင်တယ်ဝင်ပြီးတော့သူကဒီမှာဘာဖြစ်လဲဒီမှာအတလုံးထပ်ခံပြီးတော့မှသူကဘယ်ပေးလဲဆိုတော့ဒီမှာ IC ရဲ့ BCC ငုတ်ကိုမပေးဘူးလားပေးတယ်နော်အဲအဲ့တော့ BCC ပေးတာပေါ့ဗျာဒီကောင်ကနော်သူ့ရဲ့ သူဘာ supply အလုံးလုံးဖို့အတွက်အဆကနဦးဖို့စတမိုင်ဖို့သူကဘာဖြစ်လဲသူရဲ့ primary ပဲချမ်းမှာပဲသူက wedding တစ်ခုနဲ့သူက BCC DIC ကိုပေးပြီးတော့သူကဘာဖြစ်လဲဒီ computer client လေးကိုဒီ SMBS computer client လေးကိုသူကမောင်းတာเนาะဒီ client လေးကိုမောင်းတာအဲအဲ့တော့ကျွန်တော်တို့ကကျွန်တော်ကအဲ့မှာတယ်သူကဘာဖြစ်လဲ IC ICU ဖြုတ်ပြီးတော့အစားထိုးကြည့်တယ်ဖိုင်မဖက်နဲ့အစားထိုးကြည့်တော့လေပထမကမစစ်သေးဘူးเนาะ short lock ပဲတန်း short lock ပဲတိုင်းလိုက်တာ primary ပဲကြာမှာတန်း short ရှင်းနေဆိုတော့เนาะ အဲကျွန်တော်တို့ခုနပြောတဲ့ CA515 နော် module လေးနဲ့အစားထိုးကြည့်လိုက်တယ်နော်အဲဒီကောင်လေးနဲ့အစားထိုးကြည့်လိုက်ဒီကောင်လေးနဲ့အစားထိုးကြည့်လိုက်တော့ဒီကောင်လေးနဲ့လည်းမထွက်ဘူးမထွက်ဘူးနော်မထွက်ဘူးမထွက်ဘူးဆိုတော့အဲ့တော့ကျွန်တော်အဲဒီ IC ကိုကျွန်တော်ဟိုပြန်မတက်ခင်ပေါ့ဗျာနော်ပြန်မတက်ခင်ကျွန်တော်ဒီဒီ primary batch ကိုအသေးချာ light set တယ်အဲအဲ့မှာလည်းဘာသွားတွေ့လဲဆိုတော့ဒီ main filter capacitor ကြီးရဲ့အပေါင်းဘက်ချမ်းနေပြီးတော့ကျွန်တော်တို့နော်ဒီမှာဒီမှာနော်ဒီမှာဒီမှာနော်ဒီဘက်ချမ်းက မောင်းတယ်ဒီတစားကမောင်းတယ်ဒီတစားကဘာဖြစ်လဲ resistor တစ်လုံးနဲ့သူကဘာဖြစ်လဲ capacitor အပေါင်းကြီးနဲ့ချိတ်ဆက်ထားတယ်နော်ဟိုပြောမယ်ဆိုရင်ဒီဘက်ဒီဘက်မှာ capacitor ပိုးအပေါင်းကရောက်ပြီးသားဗျာဒီ main wiring ကြီးရဲ့တစားမှာတစားကိုဒီ IC ရဲ့ drain ကမောင်းမှာနော်ဒီမှာလှုပ်ရှား AC ဖြစ်အောင်လို့သူကနော် magnetic field ဖြစ်အောင်လို့မောင်းလိုက်မှာဒီ coin ကနေမောင်းလိုက်တဲ့အချိန်မှာအဲဒီကနေပြီးတော့ဘာဖြစ်လဲ magnetic field ကြောင့်သူကဘာဖြစ်လဲဒီကနေလဲသူကပိုးကထွက်မှာနော်ဒီကလည်းသူက ဒါဒါ feedback coin ပေါ့ဗျာ feedback coin ခေါ်တာပေါ့နော်ဒါနောက်ပြန်ကြွေးပိုင်းနောက်ပြန်ကြွေးပိုင်းဆိုတာ तू ဒီ power supply standby power supply no ဘို့နော်ဒီ power supply တစ်ခုလုံး no ဘို့အတွက်ကို तू ကဘာဖြစ်လဲဒီ power supply ကကြီးတစ်ခုလုံး no ဘို့အတွက်ကို तू ကဘာဖြစ်လဲ तू ကိုယ်တိုင်ပဲနောက်ပြန်နောက်ကိုပြန်ပြီးတော့ तू ကပြောမယ်ဆိုရင်ဟိုမြန်မာလိုရိုးရှင်းစွာရှင်းပြမယ်ဆိုတော့နောက် तू ကိုယ်တိုင်ပဲနောက်ပြန်ကြွေးတဲ့အပိုင်းနော်ဝယ်ရင်တစ်ခုထည့်ပြီးတော့ तू ကဘာဖြစ်လဲ PCC ဘို့ထုတ်ယူတယ်အဲဒါတစ်ခါမောင်းတယ် ဒီကကြတဲ့ပစ္စည်းနဲ့ဒီ IC ကမောင်းတယ်အဲအဲ့တော့ဒီမှာတန်တရားလဲနေရပါဘောရောမက်ဂနက်တစ်ဖီးကအဲဒီ wearing တစ်ခုမှာရှိတဲ့ဒီ primary channel မပြည့်စုံသူရဲ့သူကနော်ဒီ computer coin တော့ကောင်းနေသေးတယ်သူကဒီ star mine power အဲအဲ့အဲ့ဒါမျိုးထုတ်ပေးလိုက်နော်အဲ့လိုထုတ်ပေးလိုက်အဲ့မှန်သူကအဲ့မှန်သူကဘာဖြစ်လဲဆိုတော့နော်ဒီ capacitor အပေါင်းကြီးနဲ့ထိဆက်ထားတဲ့ဒီ resistor ကိုเนาะကျွန်တော်တိုင်းကြည့်လိုက်တော့အုံတံမှုမပြတော့เนาะအုံတံမှုမပြတော့မပြတော့အဲ့ကောင်ကိုကျွန်တော်เนาะထုတ်လိုက် เนาะထုတ်လိုက်တော့လေဒီမှာဒီမှာเนาะဒါသူ့ရဲ့သူ့ရဲ့ဒါ resistor ပေါ့ဗျာ original resistor ပေါ့ဗျာเนาะเนาะသူသူကဘယ်လိုရေးထားလဲလဲဆိုတော့နေဒီမှာကျွန်တော်ပြမယ်အဲဒီမှာဒီမှာဒီမှာဟလာကုန်းနဲ့ပြတာမဟုတ်เนาะသူကတန်းအုံးเนาะဒီမှာတန်းအုံးသူကတန်းအုံးလို့ပြတာတိုက်ရိုက်ပြတာအဲသူကသူကလုံးဝဘာဖြစ်လဲ open အဲသူကလုံးဝအဆက်အသွယ်မပြတော့ဘူး open ဖြစ်သွားတာเนาะအဲဒီမှာတိုင်းပြ င်းဒီပါတယ်ဟောဘာသာစကိမ်းမှာထားမယ်နော်အော်တန်းအောင်ပဲရှိတာဆိုတော့ तू ကနော်တန်းအောင်ဒါပေမဲ့ तू ကဝက်ကြီးတယ်တန်းအောင်ပဲရှိတာဆိုတော့ तू ကဘာသာစကိမ်းနဲ့ကိုပြရမှာမှာမပြတော့ဘူးတွေ့လားနော်မပြတော့ဘူးအတန်မမီတော့နော်အဲအဲ့တော့အဲ့ကောင်လေးပြတ်တယ်ပေါ့ဗျာနော်အဲ့ကောင်လေးပြတ်တာ तू တွေ့အဲ့ကောင်လေးပြတ်တာ तू တွေ့တော့ तू ကဘာဖြစ်လဲဆိုတော့ဘယ်ကနေစတွေ့ရလဲဆိုတော့ဒီ IC မနှိုးရတဲ့အကြောင်းရှာတော့ကျွန်တော်မီးပလက်ထိုးလိုက်တော့ तू ကဘာဖြစ်လဲဆိုတော့နော် နော်ဒီ IC ပြန်တက်လိုက်တယ်ပေါ့ဗျာဒီ IC မူရင်းအတိုင်းပေါ့ဗျာပြန်တက်လိုက်တယ်နော်ဒီ IC ပြန်တက်လိုက်တယ်ဒီ IC ပြန်တက်ပြီးတော့မှဘာဖြစ်လဲမီးပြန်ထိုးလိုက်တယ်ပေါ်ပြန်ထိုးလိုက်တော့ဒီ IC ရဲ့ BCC power supply ကိုကျွန်တော်ခုနရှင်းပြတဲ့အတိုင်းဒီ coin နေဒီ time လေးနဲ့သူက BCC ထုတ်တာလေဒီ capacitor လေးကိုနော်ဒီ capacitor လေးတဲ့ကိုနော်ဒီ time ရဲ့ cutoff ဘက်ကနေပြီးတော့ BCC ရောက်အဲအဲ့တော့ time ရဲ့ cutoff ကိုတိုင်ကြည့်လိုက်တော့ဘိုးမရောက်ဘူးနော်အဲအဓိကဘိုးမရောက်ဘူးအဲဘိုးမရောက်တော့အဲအဲ့တော့မှသူကဘာဖြစ်လဲ သူ့ပလန်ရတော့ဒီကိုဘိုးရောက်ဖို့ဆိုလို့ရှင်အဒီဝယ်ရင်ကနိုးမှဖြစ်မှာလေဟုတ်တယ်မလားအဲ့တော့ဒီဝယ်ရင်နိုးဖို့ဆိုလို့ဒီဝယ်ရင်နိုးဖို့အတွက်ဆိုလို့ရှင်ဒီ IC ရပါဖြစ်လဲထိတ်ဆက်ပြီးတွေးခေါ်တော့ကျွန်တော်ရှင်းပြပေးရနော်ဒီဝယ်ရင် main ဝယ်ရင်ကြီးနိုးဖို့မနိုးလို့သူကဒီက BCC မထွက်တာဟုတ်တယ်မလားဒီ BCC မထွက်တာအဲ့တော့နော်ဒီကောင်ဒီကောင်ဒီကောင်ဟိုနေ live ဟိုနေပြစ်ချက်ကိုရှာတဲ့အပိုင်းကိုကျွန်တော် အပိုင်းခွဲပြီးတော့ကျွန်တော်ပိုက်စိတ်တိုက်ပြီးတော့ကျွန်တော် စင်ဘွားတွေးခေါ်တဲ့ယူဆပုံကျွန်တော်ပြောပြတာเนาะအဲ့တော့ဒီ main wedding ကြီးကမလို့ဆိုတော့ဒီ main wedding ကိုမောင်းမှာကဒီ IC ကမောင်းမှာလေအဲ့တော့ဒီ IC မောင်းဖို့ဆိုတာကဒီ IC ရ output ဒွိုင်းရနေထွက်ဖို့ဆိုတာဒီ IC အတွက် input BCC လိုတယ် input BCC ကသူကเนาะကျွန်တော်တို့ဟို9 port 2ပေါ့ဗျာเนาะ9 port 2 9 9 port ကနေ16 port ကြာရှိရမယ်ပေါ့လေเนาะအဲအဲ့တော့ကျွန်တော်တို့ဒီမှာတိုင်းကြည့်လိုက်တော့ဒီမှာမရှိဘူး နော်ဒီမှာ0.5လောက်ပဲရှိနော်1ဖို့တော့မရှိဘူးအဲအဲ့တော့ဘာဖြစ်လဲဒီကောင်ကဘုံမထောက်ဘူးဒီကောင်ကဘုံမထောက်ဆိုတော့ဒီဝယ်ရင်ကိုတိုင်းကြည့်လိုက်တော့ဒီဝယ်ရင်ကတော့သူကအုံတံမိုးပြနေတယ်နော်ဒီဝယ်ရင်ကအုံတံမိုးပြနေတယ်ဒီမှာမှာ primary ဒီဘက်က feedback coin ကိုတိုင်းပြမယ်တွေ့လားနော်ဒီမှာဒီကောင်ကတိုင်းမှာဝယ်ရင်ကပြတယ်ဒီဝယ် main ဝယ်ရင်ကြီးကလည်းကောင်းတယ်ဒီမှာနော်ဒီမှာမှာအုံတံမိုးပြတယ်နော်အဲနော်အဲအဲ့တော့ဝယ်ရင်တွေကကောင်းတယ်အဲအဲ့တော့ဝယ်ရင်တွေကို အဝင်အထွက်ပတ်လန်းတွေကိုပဲကျွန်တော်တို့ကြည့်ရတော့အဲအဲ့တော့ main fitter capacitor ကြီးရဲ့အဲ့တော့မှ main fitter capacitor ကြီးရဲ့ဒီကောင်ကတော့ဒီ main wiring ကြီးရဲ့တစားကိုဘာဖြစ်လဲဒီကမောင်းမှာကိုကတိနေပြီဟာလာဒီ IC ကမောင်းမှာတိနေပြီအဲ့တော့ကျန်တဲ့တစားကိုဒီ main wiring အဲ capacitor ကြီးရဲ့အပေါင်းစားကနေလာမှာနော်ဒီဒီ main wiring ကြီးရဲ့အဆုံးစားအဲ့တော့အဲ့အဆုံးစားကိုဒီကရောက်နေမှာဒီ IC ကလည်းကောင်းနေမှာဒွေးကိုမောင်းတော့မှာအဲ့တော့မှာဘာဖြစ်လဲဒီကောင်ကကျွန်တော်တို့ဖိုးရောက်မှာဟုတ် ော်ဒီကောင်ဘိုးရောက်မှာဘို PCC ဘို့ဒီ IC ကိုဘိုးရောက်မှာဘို့အဲအဲ့လိုသူကတန်တရားလဲမှာဘို့နော်အဲအဲ့ဒါကြောင့်မလို့သူကကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီကောင်ကိုတိုင်းကြည့်လိုက်တော့ဒီကောင်ကိုတိုင်းကြည့်လိုက်တော့ဘာဖြစ်လဲအုံတန်ဘို့ကမပြတော့ဘူးအဲဒါကကျွန်တော်လဲထားပြီပေါ့နော်ဒါကလဲထားပြီခုနကအဲ့နေရာမှာအဲ့ resistor နေရာမှာဒီဒီတန်အောင်နော်တန်အောင်သူကတော့ဝက်ကြီးရယ်နော်တန်အောင်သူကတော့ဟိုနှင်းလောက်ရှိမယ်တဲ့ဒီကောင်ဝက်တွေပါရေးရလားတန်အောင်သူက တန်အောင်နဲ့အာဝက်မကြီးတော့ဝက်မကြီးတော့ဆိုတော့ဒီကောင်ကခုနှစ်လောက်တော့ရှိမှာပေါ့ဗျာ3ဝက်လောက်တော့ရှိမှာနော်အဲအဲ့တော့နော်အဲ့ဒါကိုသွားတွေ့တယ်အဲအဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့တရား BCC မထွက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ register လေးကိုကျွန်တော်ဖြုတ်တန်းကြည့်လိုက်တော့ open ဖြစ်နေတာတွေ့တယ်တွေ့တော့ကျွန်တော်အဲ့ပါဘူးကျွန်တော်နော်ဒီမှာသူ Sony circuit ထည့်ရပါမယ်နော်ဒီမှာမှာတန်အောင်တစ်လုံးနဲ့နော်တန်အောင်တစ်လုံးနဲ့ နော်တန်းအောင်ဒီမှာတန်းအောင်နော်အဲတန်းအောင်တစ်လုံးနဲ့ကျွန်တော်ဘာဖြစ်လဲလဲပြီးလိုက်တယ်အဲ့တော့မှဘာဖြစ်လဲနော် BCC ဘိုးကဟိုကျွန်တော်တို့နော်ဒီ IC အလုပ်လုပ်ဖို့အတွက် BCC ဘိုးကထွက်လာတယ် BCC ဘိုးထွက်လာပြီဆိုတော့နော်ဒီမှာ3 band 3ဘိုးထွက်လာပြီးတော့ကောင်းသွားတယ်ပေါ့ဗျာနော်အဲအဲ့လိုပြစ်ချက်ကိုပေါ့နော်အပိုင်းခွဲပြီးတော့ဆိုအစင်လိုက်အစင်လိုက်ဒီ TV power supply တွေမှာဆိုကျွန်တော်ဦးဆုံး no power ဘာမီးမှမလင်းဘူးဆိုလို့ရှိရင်အဲကျွန်တော်တို့ဒါ3 band 3ဘိုးလိုင်းကိုဆက်ကြမယ် အဲအကြမ်းများအဖြစ်ကျွန်တော်တို့ဟိုဒီ TV model အမျိုးအစားတွေမှာကျွန်တော်တို့เนาะဒီမြင်မီးတော့လင်းတယ်အဲ့ဒါမီးခက်ပြနေတယ်အချက်ရည်နဲ့ခက်ပြနေတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒါကသူကဒီ snap map power bank ကပြတ်တာမဟုတ်ဘူးသူက3 by 3ပို့ဟိုထွက်နေတာများတယ်ပေါ့ဒါ snap map ပို့ထွက်နေလို့သူเนาะ main board ကနေပြီးတော့ power on နေလို့ main board ကနေပြီးတော့ဘာဖြစ်လဲအာယုံခံပြီးတော့ကျွန်တော်ဘာဖြစ်လဲအဲ့ဒါပြတာဘယ်အပိုင်းမှာအဲ့ဒါဖြစ်နေတယ်ဆိုတော့သူကမီးအချက်ရည်နဲ့ခက်ပြတာ နော်အဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့နော် TV တန်းတော့မဆိုးလို့ဘူးကျွန်တော်တို့ဒီ LED LCD TV တွေမှာဒီလို Sony တို့နော်အဲဆိုလို့ရှိရင် Sony ဒီလို model Sony model တွေမှာဆိုလို့ရှိရင်အများဆုံးအချက်နော်အများဆုံးကတော့ကျွန်တော်တို့ခုနှစ်ချက်တယ်ပေါ့နော်ဒီလို error မိအချက်ပြရတယ်ပေါ့နော် error မိအချက်ပြရတယ်ဟော၆ချက်ဆိုပါ error နော်၄ချက်ဆိုပါ error နော်၂ချက်ဆိုပါ error အဲအဲ့ဒါမျိုးလေးပေါ့နော်အဲအဲ့လို error ပြတယ်နော်အခုတော့ကျွန်တော်ဒီအပန်းရတော့ဒီ power supply ကပြင် กินไล่ตาเจอก้าวว่าอยู่ปะเนาะเนาะอะห่าเลอะห่าเลโหเจอเราดีสตาร์มายพาวเวอร์ซัพพลายมายตัดลุษิยเจอเราบลูไล่อ่ะมั้ยบลูไล่เปลี่ยนอ่ะมั้ยสร้าดีคอสตาร์มายเนาะคอมพิวเตอร์เมนโดเลียเจอเราบลูอลุลุเลยสร้าโหเจอว่าดาชิ้นปะละปะเนาะไอ้เนาะสตาร์มายมายตัดลุษิยเจอเราหมูยิงซากเกอไตอะคุโลปะเนาะမွေးစားခဲ့တာဒါဆိုလို့ရှိရင်တော့မွေးစားခဲ့တဲ့အတိုင်း original အတိုင်းပြန်ရသွားတာပေါ့ဗျာเนาะဒီအစားထိုးကတ်နဲ့မထိုးပေးလိုက်ရတာပေါ့เนาะကိုကဟိုပြစ်ချက် ဟိုရှာတွေ့ပါတော့เนาะ component ပစ္စည်းကိုပြတ်နေတဲ့ component ပစ္စည်းကိုအတိအကျရှာရှာတွေ့ပါတော့ဘာဖြစ်လဲ view register လေးတစ်လုံးပဲကျွန်တော်လဲပေးလိုက်ရအောင်เนาะဒီကောင်ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဇနက်ပိုင်းတွေကကောင်းနေတော့ TV က power တန်းလို့ရတယ်ပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ရှင်းပြကြရအောင်เนาะကဲအဲ့ဒါဆိုရင်ကျွန်တော်ရဲ့เนาะ THK electronic youtube channel ကိုเนาะဘာမှကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးเนาะကိုစိတ်နှပြကျမ်းမှချမ်းသာပြီးတော့ လွန်ဆန်တော့မှန်တယ်နော်တလုံးတော့ပါတယ်ပြည့်စုံနိုင်ကြပါသေးလို့ကျွန်တော် THK Electronic ကနေပြီးတော့ဟောစုံမောင်းပို့တာပေးလိုက်ပါရနော်